हरे कृष्ण हरे कृष्ण 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 हरे 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 राम हरे राम 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 हरे 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 कृष्ण नम ओं विष्णुपदाय कृष्ण भ्रष्टाय भूतले श्रीमते भक्तिवेदांत स्वामी नामिने नमस्ते सरस्वती देवे गौरवाणी प्रचारिणी निर्विशेष शून्यवादी पाशचादेशतादिनि जय श्री कृष्ण चैतन्य प्रभु नित्यानंद श्री अद्वैत गदाधर शिवासादि गौर भक्त हरे कृष्ण हरे कृष्ण 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 हरे 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 राम हरे राम 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 हरे हरे कृष्ण चलो जन लोग ज्ञान चेतना महाप्रभु ये पुनः मुदो ने याव बुडो को डॉक्टर 25 ये पे जा मारो रे सो ဒီနေ့อ่ะကျွန်တော်24ရက်မြောက်အနေနဲ့เจตนามหาพระพุทธเจ้าကိုနှာတော်ကြည့် ဆိုတော့ဂျေတနမဟာပရဟုတိဘုရားရှင်ရှိခရစ္စတန်ကိုတော်နိုင်ဖြစ်ပါတယ်။ဘုရားရှင်ရှိခရစ္စတန်ကိုတော်နိုင်လုံးခဲ့တဲ့နှစ်ပေါင်း9000ကျော်ကပြောခဲ့တဲ့အကြောင်းအရာကိုထပ်ပြီးတော့တေးကြတေးကြောက်တေးချတိရှိအောင်ဥရေတက်ပြီးတော့အသုံးချနိုင်အောင်ပြီးတော့ပြောရတဲ့အကြောင်းအရာတွေအားလုံးကိုဥရေအားလုံးနားလည်ပြီးတော့လူတွေအားလုံးအကျိုးရှိပြီးတော့ဒီတန်တရားနေလွတ်မြောက်အောင်ဆိုပြီးတော့1486ခုမှာတစ်ခါပြန်ပြီးတော့လာပြီးတော့ပို့တော်မူခြင်းဖြစ်ပါတယ်။ဆိုတော့ဂျေတနမဟာပရဟုတိရဲ့အကြောင်းကိုနော်ဂျေတနဒီအထုပ်ပတိပေါ့ နော်အထုပ်ပတိဆိုပြီးတော့ရေးထားတဲ့စာအုပ်စုပေါင်း၉အုပ်နီးပါးရှိပါတယ်နော်အဲ့ဒီမှာမှအတင်ကရစာအုပ်ကတော့၂အုပ်ပေါ့တအုပ်ကတော့ကျေတနယကျေတာမေတ္တာချမ်းနောက်တော့ကတော့ကျေတနယဘာဂဝတဆိုတဲ့ချမ်းနော်ဒီနှစ်ခုကသူကအထင်ကရကျမ်းစာအုပ်၂အုပ်ဖြစ်ပါတယ်အခုကျွန်တော်တို့ပြောမယ့်အကြောင်းအရာတွေကတော့ကျေတနယကျေတာမေတ္တာချမ်းလို့ခေါ်တဲ့ကရှင်သာစကဗီရာကိုဆွာပြီးမှအားလာကြရေးခဲ့တဲ့ကျမ်းစာအုပ်တွေဖြစ်ပါတယ်အခုကျွန်တော်ပြောနေတာဒီ middle pass time လို့ပြောတယ်မတ်ဒီယလီလာကိုရောက်ပါပြီမတ်ဒီယလီလာအခန်း30ရောက်ပါပြီဆိုတော့ဒီအခန်း30ကနေပြီးတော့စလေးတီမှာတော့ဘာလာပါလာမလဲဆိုတော့ဒီဘယင်ကြီးပရတာပရုဒ္ဒရာပရတာပရုဒ္ဒရာဆိုရဘယင်ကြီးပရတာပရုဒ္ဒရာဆိုရဘယင်ကြီးဟာအဲသူအိုရိစာတိုင်းရဲ့ဘယင်ကြီးပေါ့သူ့အကြောင်းကိုပါလာပါလိမ့်မယ်နော်ဒါကိုကျွန်တော်နည်းနည်းလေးနားထောင်ကြည့်အောင်နော်ဘယင်ကြီးအကြောင်းမပြောခင်မှာပါဒ30အခန်း30 ပါဒ24ရာနေပြီတော့84ထိပေါ့ကျွန်တော်တနမဘရုကတောင်ပိုင်းခီအိန္ဒိယကိုခေါင်းခေါင်းခီးသွားလိုက်တယ်။ခီးသွားပြီးတော့ဘိုင်မှာရှိကျေတနမဘရုကသူကနောက်ဆုံးမှာဂျဂနာကူရီကိုရောက်လာပြီးတော့ဂျဂနာကူရီမှာစံကေတန်ကိုသူကတေးတေးချာချာတော့အုံမြချမယ်ဆိုတော့စွန့်အင်နေနဲ့သူအပြေဝါကြိုးစားတယ်။အဲ့ဒီအချိန်မှာအိုရီစာရဲ့ဘယင်ကြီးဖြစ်တဲ့ပရတာပရူဒရာဆိုတဲ့ဘယင်ကြီးမဟာရာဇ်နော်မဟာရာဇ်ပရတာပရူဒရာ ပရတပရုဒ္ဓသူရဲ့ဇာလုံးပေါင်းကိုကျွန်တော်များသောအားဖြင့်ဗန်ဒရက်နေမှာကြပါတယ်ပရတပရုဒ္ဓပရတပရုဒ္ဓဟာတော့သူကဘယင်ကြီးဟုတ်တယ်ဆိုတော့သူကတကယ်တမ်းပြောရင်သူဟိုမာကျေတနာမပရုရောက်လာတဲ့အခါမှာကာရှိမစ္စရာရဲ့အိမ်မှာသူနေဖို့တော့သူစီစဉ်ပေးတယ်ကာရှိမစ္စရာအိမ်မှာနေပြီးတော့ဒီဘုဒ္ဓတွေအားလုံးလာပြီးတော့တွေ့ရအောင်ဆိုသူစီစဉ်ပေးတာဆိုတော့ကျေတနာမပရုကအားလုံးနဲ့တွေ့ပြီးတော့ နောက်ပိုင်းမှာသူချက်ချင်းမလုပ်တယ်လဲဆိုတော့သူကလမ်းမှာသွားတော့သူရဲ့အတူတူပါခဲ့တဲ့သူတယောက်ရှိတယ်ကာလာကရစ္စနာဒါဆိုတာဒီကာလာကရစ္စနာဒါစကကျွန်တော်ပြောခဲ့ဘူးတယ် tribal woman အနေနဲ့အစင်ဟိုဟာပေါ့သူတို့ကဆွဲဆောင်ပြီးတော့ဒီအမျိုးသမီးတော်တော်ပါသွားပြီးတော့စိတ်ဖောက်သူဖြစ်သွားတယ်ဆိုတော့အဲ့ဒါကိစ္စအောင်ချက်ချင်းစေတနာမှာပြောတာတယ်မလားအဲအဲ့ဒီကိစ္စကြောင့်ပြန်ပြီးတော့သူကပြောလဲဆိုစေတနာမှာပြောဟုတ်ပြီဒါဆိုရင်တော့ main ဒီအဖြစ်ကိုလုပ်ထားတဲ့အတွက်ဒီ service ကိုရက်လိုက်တော့ပေါ့ငါ့ကို personal service လုပ်တာကိုရက်လိုက်တော့ပြောနော်ဆိုတော့ ဘုရားရှင်ကြေတနာမှာပြဘူးကသူကအပြစ်လုတ်တဲ့အပြစ်သားတွေအားလုံးကိုတော့မှခွင့်လွတ်ပြီးတော့သူဟာနိုင်ကြတဲ့သူတွေကိုမှဆွဲခေါင်နိုင်တယ်လို့ဆိုပေမဲ့အပြစ်လုတ်တဲ့သူကိုသူကလစ်လျူရှုတဲ့သူတွေမှာတော့မပါဘူးနော်တော်တော်များများကအပြစ်တွေလုတ်ချင်အောင်လုတ်ပြီးတော့ငါ့ကိုတော့ကြေတနာမှာပြဘူးကခွင့်လွတ်မှာပဲဆိုပြီးတော့နော်အဲ့လိုမျိုးနေကြခွင့်လွတ်မယ်အမှန်တမ်းနိုင်ကြတဲ့သူတွေအားလုံးကိုဆွဲခေါ်မယ် မှန်တယ်ဟောဒီလူတွေအားလုံးကတကယ်လို့ဆူဆူအွားလူတွေကိုဆွဲခေါ်တယ်ဆိုပေမဲ့အမားကိုတက်ခါတက်ခါကျူးလွန်တယ်မလုံတဲ့အလုပ်ကိုတီးရဲသားနဲ့မှားတယ်ဆိုတဲ့သူတွေကိုတော့ဘုရားရှင်ကျေတနာမှာပြုလို့ကမဆုံးပါဘူးဒါပေမဲ့ server မပေးဘူးသူဟွ discontinue his service သူရဲ့ service ကိုသူပါလို့လဲသူရဲ့ဘေးသားမှာနေပြီးတော့လုံးလို့ရတဲ့ service ကိုသူရပ်လိုက်တယ်သူတော့ဒါပေမဲ့ကျေတနာမှာပြုတဲ့ပို့ပြီးတော့မေတ္တာကြီးပါတယ်ဆိုတဲ့သူတွေကဘသူတွေလဲကျေတနာမှာပြုပြီးရဲ့ဘတ်တယ် နော်ဒီ devotee တွေကဘာလို့လဲမလုပ်ပါနဲ့ business သနာပါလေသူ့ကိုအဲ့လိုအပြစ်ပေးမဲ့အစားသူ့ကို server တစ်ခုပေးလိုက်ပါဘာ server လဲ devotee ကိုသွားပြီးတော့သူပြန်ရောက်ပြီဆိုတဲ့အကြောင်းကျေတနာမဘုရားကပူဒီကိုပြန်ရောက်ပြီဆိုတဲ့အကြောင်းအားလုံးကိုအကြောင်းကြားလိုက်ပါဆိုတဲ့ခါကျတော့အဲ့ဒါကိုတော့ကျေတနာမဘုရားကအေးအဲ့ဒါဆိုရင်ရတယ်သူကိုလွတ်လာပြီဆိုတော့ပြောတဲ့ခါကျတော့ Krishnadas Kaviraj ကတော့ Krishnadas Kal Kal Krishnadas ပေါ့နော်သူနာမည် Krishnadas ကနောက်ဆုံးမှာအဲ့ဒီကိုသွားတယ် ဘာဖြစ်အကြောင်းကြားပြီးတော့အဲ့ဒီဘက်တာတွေနဲ့ပဲနေနေပါပေါ့နော်သူအပြင်ကိုမသွားပါနဲ့ဆိုတဲ့ပုံစံမျိုးနော်ဆိုတော့ကျွန်တော်ဘက်တာတွေ association နဲ့နေတဲ့အခါမှာအဲကျွန်တော်တို့ဟာမကောင်းမှုကိုကျူးလွန်မှုကြောက်တယ်ဘက်တာတွေရဲ့ association မရှိတဲ့အခါမှာနော် devotee တွေရဲ့ association မရှိတဲ့အခါမှာကျွန်တော်တို့ကမကောင်းမှုကိုကျူးလွန်မှုကျွန်တော်ရဲ့စိတ်ကကျွန်တော်တို့ကောင်းကောင်းအကြံပေးတတ်တယ်နော်ဆိုတော့ဒါဒီနော်ကျွန်တော်တို့ရဲ့ဟွာပေါ့နော်ဟွာပေါ့ဒီ Krishna Das ကာလ Krishna Das ရဲ့ဇာလံပေါ့ बाड़ा खुन संगा से बाड़ा खुन संगा नहीं बाड़ा टिया कूजे लोग पाला ले चुरो नवदीप को नो जाओ को ये काल का जाओ डाने जेजना माप रूप जाओ आल हो जुलेगा जेजना का जगना दूरी जाओ पीज जुलेगा इसा आल दिया ने तो आल अच्छे तो आले माया में जेजना माप रूप सू लो ला जा ये जी रे पुकुर नया पाला रे टेयो का स्वरूप दामोदर नरुवा गोविंद दास स्वरूप दामोदर स्वरूप दूले ဆရုတမုဒေဆိုတာအရင်တော့ကသူ့ကိုပုရုရှောတမအာချာရီယာလို့နာမည်ကြီးတယ်သူဟာဘုရားရှင်ခရစ်စတာရဲ့ဘုန်းတော်ကုန်းတော်တွေဇတ်တော်တွေဘုရားရှင်ခရစ်စတာရဲ့စမန်ဒရီအားလုံးကိုနားလည်နိုင်စွာရှိတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်တဲ့သူတော့ဒီဘုရားရှင်ရဲ့လောကုတ္တရာအရသာဆိုတဲ့ကိစ္စကိုကောင်းကောင်း expert ဖြစ်တဲ့အခါကျတော့ဆရုကတော့ဆုံးမှာကျေတနာမှာပုဂ္ဂိုလ်ရဲ့ secretary ပေါ့ personal secretary ဖြစ်လာတယ်ဖြစ်လာပြီးတော့ဘက်တီစေဝါလုပ်တဲ့နေရာမှာဘုရားရှင်ကိုလိုက်ပြီးတော့ဘလို့ကူညီရမလဲဆိုတဲ့ဇလန်းကိုသူဆရုတမုဒ္ဒရာလုပ်တယ် ်နောက်တစ်ယောက်ကကျတော့ဘာသူလဲဆိုတော့ Govinda Das Govinda Das ကကျတော့ဘာသူလဲဆိုတော့ Ishwar Puri ရဲ့တကယ်ယူချိုးတဲ့ဘက်တာတနည်းအားဖြင့်ပြောရင် Ishwar Puri ရှိရပဲခြေတင်မှာပြဟုကဒီချာယူထားတာအဲ့ဒီတနည်းအားဖြင့် Govinda Das နဲ့ခြေတင်မှာပြဟုဒီ Guru တူတာပေါ့နော် Guru Bai တွေပေါ့ဒါပေမဲ့ तू ကကျတော့ခြေတင်မှာပြဟုရဲ့ဆေးပါလို့ပို့ခြေတင်မှာပြဟုရဲ့ personal assistant လို့ကိုတောင်းပေးခြင်းခံရတယ်အဲ့တော့ကျေတနာမဘုရားက तू ကလက်တော်မခံခြင်းဘူးဒါပေမဲ့လည်းနော်အားလုံးကပြောတဲ့အခါကျတော့ तू ကိုလက်ခံလိုက်တယ် ဝင်းဒါကလည်းဝင်းဒါတက်ကလည်းတကယ်နာမည်ကြီးလုံးဝကိုကျိုးကိုလုံးဝမကြည့်ပါဘူးဆိုတဲ့သူနော်ဘုရားရှင်ကိုလုံးဝနော်ဘတိဆိုတဲ့ကိစ္စနဲ့ပတ်သက်လာရင်တကားမှယွေဟိုပါဘောအိုဘက်ဒီဘက်ရိုင်းခြင်းမရှိတဲ့သူဆိုတဲ့အနေထားတကူသူကရောက်လာတယ်ဆိုတော့သူတို့နှစ်ယောက်လုံးကလည်းခုနကကျေတနာမှာပြုမှုကိုလာပြီးတော့တွေ့ဖို့နော်ဒီကနော်ဒစ်ကလူတွေအားလုံးနဲ့အတူတူလာခဲ့ကြတာပေါ့နော်ဒါကမတ္တိလီလာအခန်း30အခန်း7နဲ့စနစ်ကြတော့လက်သက်တရာနဲ့ပတ်သက်ပြီးကိစ္စလေးပါလာပြီးတော့ဂျဂနတ်ကူရီယာတကယ်တမ်းပြောရင် မတမ်းမှာနာမည်ကြီးတာရသက်တရာဖက်စတီဗယ်ရသက်တရာဖက်စတီဗယ်ဒီဂျက်ကနတ်ဘူဒီမှာနာမည်အကြီးဆုံးအဲဒီမှာနော်ဂျက်ကနတ်ဘူဒီရဲ့နာမည်အကြီးဆုံးဖြစ်တဲ့ရသက်တရာဖက်စတီဗယ်ကိုဘုရားရှင်ဂျက်ကနတ်ကနော်သူ့ရဲ့ကြီးမားတဲ့အမတမ်းမှာခန္ဓာကြီးကျယ်တဲ့ယထာတွေပေါ်မှာတက်ပြီးတော့စီစဉ်ပြီးတော့မှနော်တခါလေတမ်ပယ်ပတ်ကောက်ကောင်ပေါ်မှာပတ်တာပေါ့ဗျာနော်အဲ့ကကျတော့အားလုံးကိုဒါရှင်းပေးတာပေါ့တကယ်တမ်းပြောရင်တော့ပုံမှန်တော့သူကဟိန္ဒူမဟုတ်ဘူးဆိုရင်ဘုရားကျောင်းထဲဝင်ပြီးတော့ဖူးလို့မရဘူး ော်ဒါမဲ့လည်းဒီရတ္တတရာမှာတော့ဂျကနာကြီးကသူကိုယ်တိုင်အပြင်ကိုထွက်ပြီးတော့ဒါရှင်ပေးတယ်ဆိုတဲ့အနေထားပေါ့ဘူးတွေ့ဝင်ပေးတယ်ဆိုတဲ့အနေထားပေါ့ကျွန်တော်ရှိချေတနာမှာပြဘူးကအဲ့ဒီမှာတော့ဘင်္ဂလီဘိုင်းရှင်တွေတော်တော်များများကိုလာပြီးတော့ဒီ festival မှာပါဖို့အတွက်ကိုသူကနာဝသိပ်ကလူတွေအားလုံးကိုခေါ်တယ်ပြီးတော့ဒီမှာရှိတဲ့အနေထားကိုလည်းသူကောင်းကောင်းရှင်းပြတယ်ပေါ့ တော့အခန်း၁၁ရဲ့ဘာသာကျောင်းစက်တက်ကနေ၁၂၃နီးမှာပါပါလာလဲဆိုတော့ပရိမကိတန်ဆိုတဲ့ကိစ္စစပါလာဆန္ဒနဲ့တရာစဆန္ဒနဲ့တရာပြီးတယ်ဆန္ဒနဲ့တရာစတယ်ဆန္ဒနဲ့တရာဒီတကယ်တော့ပုံမှန်ဆိုရဲဆန္ဒတရာပတိုင်းပြီးနှစ်ပတ်ဆိုတော့ဆန္ဒနဲ့တရာပြီးသွားတယ်ဆိုတဲ့အချိန်မှာနော်အဲဂျေဒနာမာပရုကအလလနာဘုရားကျောင်းသွားလိုက်အလလနာဘုရားကျောင်းဆိုတာဗိရှုဘုရားကျောင်းအဲ့ဒီဗိရှုဘုရားကျောင်းကဒါကနာမည်ကြီးတယ်နော်ခီးဒီဇိုင်းနဲ့ဒီမှာရင်ဘတ်မှာလောင်းသွားတယ်ဆိုတဲ့ကိစ္စနော်အဲ့ဒါအရန်နာမည်ကြီးတယ်ဆိုတော့အလလနာဘုရားကျောင်းရောက်သွားတယ်ဆိုတော့အလလနာဘုရားကျောင်းမှာသွားပြီးတော့နော် စေပါလုံးနေတဲ့ချိန်မှာဘာလို့စေတနာမဘုရောကတကယ်တမ်းမမြင်ရတော့သူကမခံစားနိုင်တော့အဲ့မှာသွားနေတာဘုရားကိုဒီမှာလဲတော့ဖူးလို့ရတယ်ဆိုတော့ဆိုတော့အဲအဲ့ဒီကနေပြီးတော့ဘင်္ဂလားဒေ့ရှ်တော်တွေရောက်လာပြီဆိုတော့ကြားလာတဲ့ချက်ချင်းချင်းကနောက်ပူတီကိုပြေးလာတယ်နော်တကယ်တည်းဒီဗိုတီတွေရောက်လာတဲ့နေ့တပိုင်းနဲ့နော်ကိုပိနာအာချာရီယာကလည်းနော်ဒီဒီဗိုတီတယောက်တယောက်စီကိုရှင်းပြတာပါဒါဘူးဘူးဘူးရှင်းပြနော်တကယ်တော့ပြောရင်ဒီမဟာရာဇ်ပရတာပရုဒရာဟာ နော်သူကကစ်တန်ပါတီတွေအများကြီးမြင်မှုတယ်ဒါပေမဲ့ဒလိုကောင်းကောင်းဆိုတဲ့ဥစ္စာတွေသူမမြင်ဘူးဇာတ်တော်ဘောဘတ်တကြရရပါရှင်းပြလဲဆိုတော့ဒီလောက်ချိုးမြင်းနဲ့လောကုတ္တရာအတန်ဆိုတာတဲ့ဘုရားရှင်ရဲ့ဖန်တီးဖြစ်ပေါ်မှုမှာတကယ် special တကူဟုတ်တယ်သူကဘာလို့ခေါ်လဲဆိုတော့ prema sankirtan လို့ခေါ်တယ် prema sankirtan ဆိုတော့ဘုရားရှင်ကိုချစ်တဲ့စိတ်နဲ့ယွတ်ဆိုဝိုင်းပြီးတော့တည်ကျူးကြတာဆိုတော့အဲ့ဒီမှာရှိတဲ့သူတွေအားလုံးကတော့ ကဲအထဲကနေပြီးတော့မေတ္တာတစ်ခုနဲ့ဆိုတော့လာကြတဲ့အခါကျတော့ဇေတနာမဘုရားပြီးပြီးတော့လာပြီးတွေ့ကြတယ်။နောက်ဆုံးမှာဇဂနာကြီးကိုမပူးခင်တော့မှဇေတနာမဘုရားကိုအရင်လာပြီးပူးကြတယ်။သူတို့ရဲ့နှလုံးသားထဲမှာနော်ဇေတနာမဘုရားကဒူမတူပေါ့ဇေတနာမဘုရားမရှိတဲ့အချိန်မှာသူတို့တခါလေအသက်မရှိသလိုခံစားလိုက်ရတယ်။ဆိုတော့အဲ့မှာဘယင်းကြီးကလည်းနော်ဒီဇေတနာမဘုရားကိုနေရာပေးပြီးတော့လို့သူကရှိမရှိမှနေရာပေးပြီးတော့သူတို့တော့လည်းသူအစီအစဉ်ပေးတယ် နော်ကိုပိနာတာကြာနဲ့ဆရာဘုံမတာကြာဒီမတာကြာနေအောင်စလုံးကစေတနာမဘရုနဲ့ဘင်္ဂလီပဲစတမရီကာရှိမစ္စာအိမ်မှာတွေ့တာကိုသူတို့တွေ့တယ်စေတနာမဘရုတယောက်ချင်းစီကိုနှုတ်ဆက်တယ်တယောက်ချင်းစီကိုစကားပြောတယ်ဟရီဇာစာကူကိုအမတမချစ်တယ်ဟရီဇာစာကူကလည်းဆိုအစ္စလာမ်မွတ်စလင်ပေါ့ဒါပေမဲ့လည်းတော့ဘုရားရှင်ရဲ့နာမတော်ကိုလုံးဝကိုလိုနာတယ်သူဘုရားရှင်ရဲ့နာမတော်ကိုတောက်လျှောက်ရွတ်ဆိုခဲ့တယ်စေတနာမဘရုကသူ့ကိုဘာလို့လဲ personally ကျန်ရတူဒီမှာနေဖို့တော့ကိုနေရဒီစပေးတယ်နော်အားလုံးပြီးသွားတော့မှပြဆာတော့မတူဘူးစားကြတယ် ဆိုအားရကန်း7မှာဘာလို့113ကနေ143ဒီမှာဘေးဒစံကိတန်ဘေးဒစံကိတန်ဆိုတာဘာလို့ဆိုတော့တကယ်ကိတန်မလို့ခင်မှာဘယ်ဟာကြီးစေတနာမှာဘလို့ကဘာလို့လဲဆိုတော့ကိတန်ပါတီ၄ဘွယ်ခွဲလိုက်၄ဘွယ်ခွဲပြီးတော့အရှိနောက်တောင်မြောက်ပေါ့နောက်တောင်မြောက်လို့ပြီးတော့အဲ့မှာအားလုံး vibration နဲ့အကုန်လုံးတေချာဆိုးကြနောက်နောက်ဆုံးဘလောက်တော့အတန်ကရောအထက်ပုံအောက်ပုံအကုန်လုံးကြားအောင်ဆိုတဲ့အထိအလောက်ထိကျေအောင်ဆိုတဲ့တော့တေချာပေါင်းပေါင်းဆိုကြတယ်နော်စေတနာမှာဘလို့ကလည်းကိုယ်တိုင်ဘာလို့လဲအဲ့ဒီကိတန်၄ခုစလုံးမှာပါတယ်သူကသူခွဲပြီးတော့ ဒီဘက်ကကစ်တန်ပါတီရလာပါလားဟာဒီမှာကျေတနာမဘရူရှိတယ်ဟိုဘက်ကကစ်တန်ပါတီရလာဟာဒီမှာလည်းကျေတနာမဘရူရှိတယ်သူတို့ကသူတို့ပါတီပါကျေတနာမဘရူကလို့တင်တကယ်တော့ကျေတနာမဘရူက၄ခုလောက်မှရှိတယ်သူကျေတနာမဘရူကဆွေင်းကိုင်းနဲ့တကားတဲ့မျက်ရည်တွေကနေမျက်လုံးတွေကနေမျက်ရည်တွေကတဲ့နော်ကျွန်တော်တို့ဈေးတူကကနေပြီးတော့နော်ဈေးပန်းထွက်သလိုမျိုးစီးကြတယ်ဘုရားရှင်ကိုချစ်တဲ့စိတ်အဲ့ဒါကိုတွေးလိုက်တဲ့လူတိုင်းဟာလူနှလုံးသားထဲမှာမခံနိုင်မခံစားနိုင်ဘူးဆိုတဲ့အခြေအနေတခုဖြစ်လာဆိုတော့ပြီးွားရင်ကန်ဆယ်နဲ့မှဂုန်တီကြအကြောင်းပါလိမ့် တော့ဒီအားတွေအားတကယ်တမ်းပြောရင်တော့အင်မတန်မှလေးနက်တဲ့အကြောင်းအရာတွေပေါ့နော်ကျွန်တော်ကတော့နော်ဒီခြေခံအကြောင်းအရာနဲ့အနစ်ချုပ်လေးကိုကျွန်တော်ပြောပြရတာပေါ့လေဒီမှာပါရာပေါင်းတထောင်တထောင်ကျော်ပါတယ်ကျန်တဲ့ကျန်တာပဲအဲ့ပါရာတစ်ခုတစ်ခုတစ်ခုစီကိုကျွန်တော်ထိုင်ပြီးတော့ဆွေးနွေးရင်ကိုတရက်နေရက်သုံးရက်အဲ့လိုမျိုးကြာနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အနစ်ချုပ်လေးပေါ့ဘုရားရှင်ကျန်တဲ့မှာဘာဒီလုတ်ခဲ့လဲဘလို့ဒီလုတ်ခဲ့လဲဘုရားရှင်ဇက်တော်တွေကဘာဒီလဲဆိုတော့ကျွန်တော်အမီးသဘောမျိုးကျွန်တော်နားထောင်တာပေါ့ကျွန်တော်အာယုံပြုလို့ရတယ်ဘုရားရှင်ကျန်တဲ့မှာဘလို့ကိုကျွန်တော်နောက်ထပ်၂၀နဲ့ ငါရဲ့တိတိမှာเจตนามาพระဘုရားပွင့်တော်မူသောနေ့ကိုကျွန်တော်ယောက်လာလိမ့်မယ်အဲဒီကကြာရင်เจตนามาพระဘုရားရဲ့မေတ္တာကိုကျွန်တော်ဘယ်လိုရအောင်လုပ်မလဲဆိုတော့ပို့ပြီးတော့စမရဏလုပ်နိုင်အောင်ကျွန်တော်စပြီးတော့တင်ပြခြင်းဖြစ်ပါတယ်ကျောင်းဆေးရှိလက်ရှိနားတော်မူတဲ့လူတွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဟရိခိရှနာတကယ်တူလို့ရှိလားပြဘုပါကြည်ကြရန်တကူဒီဝိရှင်းတကီကြခိရှနာဒါစ်ကဗီရာဂျ်ကိုစွာမီမဟာရာဇ်ကြီးကြယ်ဆောရုဒါမုဒရဒါစ်ကြီးကြယ်ဘုရပြမဟရိဟရိခိရှနာ